င်္ဂလာပါကျွန်မ hybrid တူတယောက်ချစ်စီဂျေးစုတဲ့နဲ့ like လဲ share ပေးလို့ရပါတယ်ကျွန်မတစ်ချက်လောက် share ပေးเนาะ messenger ရဲ့ comment ရဲ့ reply ပြန်ပေးမယ်အဲ့ဒီထဲမှာ login minute တိချင်တယ်မင်းခွန်နေလဲပါမယ်ပေါ့เนาะအဲ့တော့တကူတကတယောက်ချင်းစီပြန်မနေတော့ဘူးအဲ့တော့တစ်ခါတည်းနဲ့ပေါ့เนาะပြန်ပြလိုက်ပါမယ်ကျွန်မဒီနေ့ကဂျာမနီနိုင်ငံအကြောင်းကို ဖြစ်ကြောင်းကုံစီပေါ့လေအကုန်လုံးကျွန်မရှင်းပြတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဂျာမနီနိုင်ငံကိုစိတ်ဝင်စားနေပြီးတော့ဂျာမန်စာလေ့လာနေပြီးတော့ကျွန်တော်ကဂျာမန်စာလေ့လာရင်အသက်ကမိပါမလားနော်ကျွန်မကဂျာမန်စာဆိုပြီးလောက်ဆိုရင်ရမလဲအာကျွန်တော်ကအင်ဂျင်နီယာဘွဲ့ရပြီးသားပဲကျွန်တော်အဘလိုနီယိုနီလန်ဆိုရင်ဂျာမနီကိုလာလို့ရမလဲပေါ့နော်ဒီအကြောင်းအရာကြီးကွဲကွဲပြားပြားသိအောင်လို့ပြောပြပါမယ်အရင်ရှင်းရတဲ့အကြောင်းရင်းရှိတယ်ပေါ့နော် စကလုံးတစ်ခုကပြောလိုက်ရင်ဖြက်ကနေဆိုပြောလိုက်ရင်လွယ်တယ်ဒါပေမဲ့အဲ့ဒီပြောလိုက်ရဲ့စကလုံးရဲ့အဖြစ်အောက်မှာမိခွန်းနေရအများကြီးရောက်ရောက်လာတတ်တယ်ဒါကြောင့်မလို့ကျမအသေးစိတ်ရှင်းပြတဲ့ లై တွေမကြခဏလုတ်ပေးလေးရှိပါတယ်လူချင်းမင်းတွေကအသစ်ပဲဆိုလို့ရှိရင်ဒေတာချာစဆုံနားထောင်ဖို့အတွက်ဒီညမှာပြောချင်ပါတယ်ခဲဒီညမှာဂျာမနီနိုင်ငံကိုစိတ်ဝင်စားပြီးစာတင်တဲ့လူပါလားကျမတို့ချက်ရေးပေးနီနီအလုံးမဲမင်္ဂလာပါကျမဒီနေ့မှဒီနေရာမှာစကြည့်နေတဲ့လူတွေအတွက်ပေါ့ခုနေအများကြီးထဲကို select လုပ်ပြီးရှင်းပြသွားမယ်အာကျမက ဒီဂျမနီနိုင်ငံအကြောင်းဥရောပနိုင်ငံအကြောင်းတွေကို sharing လုပ်လာတာလည်းနေ့ရှိလာပါပြီ။ဒီနေ့ရှိလာရတဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုပြောပြပါမယ်။ကျမဒီရည်ရွယ်ချက်ကအတိအကရှင်းရှင်းလေးဖြစ်ပါတယ်။ကျွန်ငယ်ရီကနော်ပညာရည်ချင်းအဲအားနေပြီးတော့လောလောခဲလူတယောက်ရဲ့ like ကိုကျမကိုချင်းစားတယ်။ပြီးလို့ရှိရင်တတိယနိုင်ငံရဲ့အားသာချက်နဲ့အာရှနိုင်ငံရဲ့အားသာချက်ကိုကျမမြင်လာတာဖြစ်တဲ့အတွက်ဒီလိုမျိုး information sharing တွေကျမတို့ရဲ့မြန်မာနိုင်ငံကလူငယ်အချို့များဘယ်သူကများ စိတ်ဝင်စားလဲ။အော်အမြင်ကျေတဲ့လူပေါ့နော်။လူတိုင်းအတွက်တော့မဟုတ်နိုင်ပါဘူး။ကျမရဲ့ like ကျမရဲ့ knowledge တွေကလူတိုင်းအတွက်မဖြစ်နိုင်ပါဘူး။ဒါပေမဲ့တစုံတစ်ယောက်များဘသူတွေများကျွန်တော်တို့အာရှနိုင်ငံရဲ့တတိယနိုင်ငံရဲ့ကွာခြားချက်တွေကိုသိချင်နေပါမလဲ။ဆိုရဲအရွယ်ချက်နဲ့ကျမကကျမရဲ့ like ကိုကျမရဲ့ page ကိုအဲ knowledge sharing နဲ့စတင်ထိထောင်ခဲ့တာဖြစ်ပါတယ်။ဒီမှာကိုရိုင်းလဲ အလုတ်ပေါင်းများစွာလုတ်ခဲ့ရတာဖြစ်တယ်အိမ်အကူကနေစပြီးတော့ဆက်ယုံအလုတ်ဆက်ယုံစားတော့ဆိုင်ဘာအကုန်လုံးရှိရှိသမျှအလုတ်တွေ domestic light ကနေစားတော့ဆိုင်စပွဲထုတ်ကစားအကုန်လုံးလုတ်ခဲ့တယ်လို့တယောက်ဖြစ်တယ်နော်အဲ့ဒီတော့ okay အဲ့ဒီတော့ကျမဒီနေ့ပြောမယ်ကောင်းစင်ဟာဂျာမနီနိုင်ငံဟာလုံခဲ့တဲ့2024ခုနှစ် March လမှာ ဂျာမနီနိုင်ငံရဲ့အလူဦးရေအလုတ်သမားအားနေတော့ကြောင့်အလုတ်သမားနေတယ်ဒီအလုတ်သမားရှားပါလာတဲ့တဟာကြောင့်မလို့ကျွန်တော်တို့တတိယနိုင်ငံကနေအောက်စပီလ်တုံးတွေလွယ်ကူစွာရှောက်လာနိုင်အောင်အဲနော်အာရှနိုင်ငံကနေပြောပြပြီနော်အာရှနိုင်ငံထဲမှာမြန်မာပါမယ်ဗီယက်နမ်ပါမယ်ဖိလစ်ပင်းပါမယ်ဟုတ်ပြီနော်နိုင်ငံပေါင်းတွေအများကြီးပါမယ် နော်အဲ့ဒီနိုင်ငံဒီထဲကနေအောက်စပင်းလုံးလွယ်ကိုရှာရှောက်လို့ရအောင်ဂျာမနီနိုင်ငံကနေဖွင့်သားဖြစ်ဖွင့်လိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကဘာကြောင့်မလို့လဲဆိုဂျာမနီနိုင်ငံမှာလူကြီးတွေများလာပြီးလူငယ်တွေဟာဖြည်းဖြည်းချင်းလျှော့နေလာတာအကြောင်းဖြစ်ပါတယ် အဲ့ဒီဟာကြောင့်မလို့အလုတ်သမားတွေလိုအပ်လာတာဖြစ်တဲ့တော့ကြောင့်အထူးသဖြင့်တော့တူနာပြုသမားတွေပိုးပွားရိတ်တာဆောက်ရှောက်ဖို့စေယုံစေခမ်းမှသူတွေအများကြီးလိုအပ်လာတာဖြစ်တဲ့အတွက်ဂျာမနီနိုင်ငံကနေတရားဝင်2024 3လပိုင်းမှာဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါအရင်ကတည်းကရှိခဲ့တဲ့အခွင့်အရေးမဟုတ်ဘူးနော်။ အဲ့တော့ဘာကြောင့်မလို့အဲ့လူဖြစ်လာတဲ့ခါမှာကျွန်တော်တို့အမြန်မာနိုင်ငံလူတလူတွေအများအပိုင်းအနေနဲ့ကျမတို့ပညာတတ်တည်ဖြစ်စေ၊သူနာပြုတ်စီဖြစ်စေ၊သူနာမပြုတ်တဲ့လူပဲဖြစ်ဖြစ်ကျမတို့အများအပိုင်းအဖြစ်မြန်မာနိုင်ငံမှာလဆာနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုပေးတဲ့လဆာတွေနေကြတာဖြစ်တဲ့အတွက် အာရှနိုင်ငံဖြစ်တဲ့အခြားမြန်မာနိုင်ငံနဲ့အပြင်အခြားနိုင်ငံတွေမှာလုတ်ကင်စားတောက်ကြတာလူငယ်တွေကျမတို့မြန်မာနိုင်ငံလူငယ်တွေကအများကြီးရှိရယ်တင်းတောင်းတင်းပေါင်းတန်းရှိတယ်ဟုတ်တယ်ဟုတ် ဒီလိုမျိုးရှေ့ကြတဲ့အခါမှာဘသူလူတွေကများเนาะမြန်မာနိုင်ငံမှာပညာရေးလဲတချို့လူတွေကကျမတခြားတချို့လူတွေကကျမတို့ရဲ့အိမ်အကူလိုက်ကိုသွားရအောင်ကျမတို့အိမ်အကူမှာတော့မတချို့လူတွေကပွဲရပညာတတ်တွေပါတယ်ဘာကြောင့်မလို့တို့ဒီလိုမျိုးပွဲရပညာတတ်တွေဒီအိမ်အကူမှာလာလို့ရတာလဲကျမခဏခဏတွေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတင်ဆက်ချာကျမတို့ရဲ့အခြေခံဘဝကိုကျွန်တော်တို့ရဲ့ life ကိုပြန်တွေးကြည့်လိုက်ခါမှာကျမတို့ရဲ့မြန်မာနိုင်ငံရဲ့ဘွဲဟာ ်မြန်မာနိုင်ငံမှာပဲအသုံးဝင်ပြီးတော့တခြားနိုင်ငံမှာကျွန်တော်တို့အကြောင်းဆက်တဲ့ရင်တက်မတက်ရင်အဲ့ဒီပွဲနဲ့ကျွန်တော်တို့တည့်ရအလုံးလုံးလို့ရတာကအရန်နဲ့မှလဆာနေတယ်အရန်နဲ့မှရှားပါပါတယ်နော်မြန်မာနိုင်ငံမှာ ရှိတဲ့ပညာတက်လေးတွေနော်ဒီထဲမှာပါလာပြီနော်အမ်သူရဲ့ level လေးတွေရှိလာပြီနော်ကျွန်တော်တို့ဂျာမနီနိုင်ငံကိုပညာတက်လေးတွေပြောလာပြီနော်ပညာတက်လေးတွေပြောရတဲ့အကြောင်းရင်းဟာဂျာမနီနိုင်ငံကိုကျွန်တော်တို့ကတေချာလေးနားထောင်နော် ဂျာမနီနိုင်ငံမှာပွဲ့ရ sorry မြန်မာနိုင်ငံမှာပွဲ့ရထားတဲ့ engineer ပွဲ့ရထားတဲ့ဆရာဝန်ပွဲ့ရထားတဲ့စသည်တပြည့်ကျွန်တော်တို့ဘွဲ့တွေယူထားပြီးမြန်မာနိုင်ငံမှာ အလုတ်ကအကြီးဆုံးကိုယ့်ရာထူးကြီးကြီးနဲ့အလုတ်လုပ်နေတယ်ဆိုပေမဲ့ ်တတိယနိုင်ငံဖြစ်တဲ့တတိယနိုင်ငံဆိုတာဆွစ်ဇာလန်နိုင်ငံဂျာမနီနိုင်ငံ USA ကနေဒါစသည်သဖြင့်တတိယနိုင်ငံဩစတြေးလျနိုင်ငံပေါင်းတတိယနိုင်ငံတွေကိုပေါ့နော်ကျွန်တော်တို့ခေါ်နေတဲ့တတိယနိုင်ငံတွေမှာကျတော့ကျွန်တော်တို့ရဲ့ what degree နဲ့တခါရဲတန်းအလုပ်ရဖို့ဆိုတာခက်ခဲပါတယ်ဆိုလို့ရှိရင်တော့တီချာတယ်ကျွန်တော်တို့အရင်အချင်းမရှိဘဲနဲ့ကျမတို့လိုဆယ်ရမ်းမအောင်ဘဲနဲ့အလုပ်ကိုကြုံရကြပန်းအချိန်ကြာကြီးလုပ်ခဲ့ရတဲ့ကျွန်တော်တို့မှာ experience အလုံးအသွေးကြုံကအဲနော်စားတော့ဆိုင်မှာ10နှစ်ပဲလို့လို့လေစဖူမူးစာတီကိတ်မယူဘဲနဲ့စဖူမူးအလုပ်ကိုကောင်းကောင်းမွန်မွန်ကျွမ်းကျင်တဲ့ chef တွေရှိတယ်တို့ပဲမဲ့တို့မှာ certificate မရှိဘူးဆိုလို့ရှိရင်ဂျာမနီနိုင်ငံကိုဘလို့နီးမှရှောက်လာလို့မရပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံကလူငယ်များအခြားနိုင်ငံရဲ့ချားမှာရှိတဲ့ကျမရဲ့လုံခဲ့တဲ့တနစ်ကဗီဒီယိုမှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဖေကရှင်းပါတယ်။ ကျွန်တော်တို့ရဲ့မြန်မာလူငယ်လေးတွေဘယ်နိုင်ငံမှာပဲရှိရှိ ကျွန်တော်တို့ရဲ့ဘဝသင့်တူးသက်ခြင်းနဲ့တတိယနိုင်ငံမျိုးကိုလက်လန်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မှာဆယ်ရန်အောင်ထားတဲ့အရေးအချင်းအပြင် certificate လေးတွေရှိနေတတ်ဖို့လိုအပ်တယ်။တက်ရှင်ရေးလုပ်ရင်လည်းတက်ရှင်ရေး certificate hotel hotel ရဲ့ clinic warehouse လုပ်ရင်လည်းအဲ့ဒီရဲ့ certificate နော်စားတောက်ဆိုင်မှာလုပ်လို့ဖို့ရင်လည်းစားတောက်ဆိုင်ရဲ့ certificate လွယ်တော့ပြောရရင်တော့တကံပြောတာလွယ်တယ်နော်ဒါပေမဲ့မလွယ်ဘူးကျမသိတယ်ကျမသိတယ်ကျမကအလုတ်ပေါင်းများဆိုတာအဲထဲမှာလောက်လာခဲ့လို့ဖြစ်တဲ့အတွက်ဒီအရာတွေကျွန်တော်တို့အမကျမပြောပြနေတဲ့ septic cake septic cake ဒီဆိုတာ is not easy at all ဒါပေမဲ့ကျွန်တော်တို့မှာ chance ရှိနေခဲ့တယ်ဆိုလို့ရှိရင်ဒီလိုမျိုး septic cake တွေယူလာခဲ့ပါသိမ့်ဆေးလာခဲ့ပါကျွန်တော်တို့ဟာအလုတ် experience ကောင်းပါတယ် အလုတ်လုတ်တတ်ပါတယ်ကျွန်တော်တို့အလုတ်အသွေးဆောင်ရှိပါတယ်ဆိုတော့အเจ้าရဒါအเจ้าမလို့ကျွန်တော်တို့ဟာအလုတ်လုတ်တဲ့အခါမှာတေးသေးချာချာဒီ septic gate တွေယူထားကြဖို့ကျမကခဏခဏတိုက်တွန်းလေးရှိတယ်ကျွန်တော်တို့ septic gate တွေမရှိဘူးဆိုလို့ရှင်ကျွန်တော်တို့မှာဒီ septic gate တွေမရှိဘူးဆိုလို့ရှင်ကျွန်တော်ဟာ chef ကနှစ်20ပဲလုတ်လို့နှစ်30ပဲလုတ်လို့လုံးဝဒီနိုင်ငံမှာဒါရိုက်အလုတ်လျှောက်ဖို့မလွယ်ပါဘူးကလည်းဂျာမနီနိုင်ငံလို့ကြားတာ ਨੇ ဘာလဲဆိုလို့ရှိရင်အတိကဘာသာစကားဟာ number 1အလို့အပ်တယ်ဆိုတော့ကျွန်တော်တို့တည်ထားဖို့လိုအပ်တယ်ဘာသာစကားဒီဘာသာစကားလို့အပ်တာတင်တို့အတွက်ဖြစ်ပါတယ်ကျွန်မတို့သလုံးမမပေါကျွန်မဘာသာစကားလေးမတင်စားပါဘူးเนาะကျွန်မက greedy inch stone နဲ့ collaborate လုပ်ထားပါသူတို့ကကျွန်မကိုတည်ချင်မှတည်တာသူဘာသာစကားဟာအိမ်မတန်အိမ်မတန်အိမ်မတန်မှာအရေးကြီးတယ်ဘာသာစကားတခုဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အရှိခွနတော်လိုက်အောင် ပညာအရေးချင်းမြန်မာနိုင်ငံရဲ့ first ဒင်းဆယ်ရန်အောင်လက်မှတ်အပြင်အခြားသော certificate များနော်အသက်30အောက်လို့ပြောရတဲ့ဟာကအသက်30ထက်ကြီးတဲ့လူတွေကိုဆိုလိုတာမဟုတ်ဘူးနော်အဲ့ဒီလူတွေကိုစိတ်သက်ကြအောင်ပြောပြတာပေါ့တင်တို့ဟာအခုလက်ရှိချိန်မှာအသက်30အောက်ရှိနေခဲ့ကြတယ်ဆိုလို့ရှင်ဘာလို့အောင်မလဲဆိုလို့ရှင်တကယ်လို့ကျွန်တော်ဟာဆယ်ရန်အောင်ခဲ့တယ်ဒါပေမဲ့အကြောင်းအကြောင်းကြောင့်ဆယ်ရန်အသက်ပရိုရဲ့ weight တွေနေမတက်ခဲ့ရဘူး ဒါပေမဲ့ကျွန်တော်ဂျာမနီနိုင်ငံကိုအောက်စပီလ်တုံနဲ့လာချင်တယ်။အောက်စပီလ်တုံဆိုတာကလူတိုင်းကြည့်ကြမယ်တင်တယ်။ငွေရေးကြီးအနည်းဆုံးနဲ့လာလို့ရတဲ့အဲဂျာမနီကိုလာလို့ရတဲ့နေလန်တစ်ခုဖြစ်တယ်။ဒို့ပေမဲ့ကျွန်တော်တို့ဂျာမန်ဘာသာစကား B2 လက်မှတ်လိုအပ်ပါတယ်။ကျမတို့နဲ့လက်တွဲမဲ့လူဟာ B2 လက်မှတ်လိုအပ်ပါမယ်။နော်။ဘာကြောင့်မလို့ဒီလိုပြောရလဲဆိုလို့ရှိရင်လူတယောက်ကို P1 နဲ့လွယ်လွယ်ကိုကိုခေါ်လိုက်တယ်ကော်မဏီလည်းခေါ်လိုက်တယ်အမခံလိုက်တယ်ဒီနေရာမှာရောက်တဲ့ခါမှာ first week second week ဒီနှစ်ပတ်ဟာ သူတို့က so much active ဖြစ်တယ်ပေါ့နော်အရင်ဝမ်းသာပြီးတော့တက်ကြွတိုင်ဟုတ်တယ်မလား no? after 2 week 2 week luri ပြီးသွားတဲ့အခါမှာကျွန်တော်တို့လူငယ်တွေကလူတွေအချင်းချင်းទីလာပြီး Germany and daily life ကိုទីလာပြီး daily how ទីလာပြီး we have to just wake up and go to school, go to school go to learn day learning learning it and that's all အဲ့တော့ကျွန်တော်တို့က boring ဖြစ်လာတဲ့အဖမ်းမှာပါလာတယ်။အဲ့ဒီလိုမျိုး boring ဖြစ်လာတဲ့ခါမှာဂျာမန်စာတွေလေ့လာခြင်းတဲ့အာရော့လာတယ်။ဒီနိုင်ငံမှာစာသင်တဲ့ခါမှာ native speaker တွေကကျွန်တော်တို့ကိုတင်ပေးမှဖြစ်တဲ့ကျွန်တော်တို့ online class အကြောင်းဒီမှာသို့မဟုတ်တင်ခဲ့တဲ့ဒီစာတွေရဲ့ဟာကအဲ့ဒီထက်ကျော်လွန်စွာကျွန်တော်တို့မတင်ကြားခဲ့ဘူးဆိုလို့ရှိရင်ကျောင်းမှာကျွန်တော်တို့ခဏခဏစာမပွဲကြတာဖြစ်လာမယ်။နော်။ဒါဆိုလို့ရှိရင် ဒါကြောင့်မလို့ဘီခါကဒါကြောင့်မလို့ခမရရဲ့ German Ballas က P2 လက်မှတ်လို့အပ်ပါတယ်။ Okay. ဒါဆိုလို့ရှင် Ausbildung Germany နိုင်ငံကိုလာလို့ရတဲ့နီလန်လေးတွေကိုတစ်ချက်ကျမတို့ပြောကြည့်အောင်အကျန်းဖြင့်အဖြစ်နော်။ Germany နိုင်ငံကိုလာလို့ရတဲ့နီလန်တွေကျွန်တော်တို့တစ်ချက်တစ်ချက်ပြီးဆက်ပြောကြည့်မယ်နော်။ပြောရင်လည်းအများပါလိမ့်မယ်။ First လူတိုင်းသိကြတဲ့ဟာကဘာလဲ? Visit Visa ဖြစ်ပါတယ်။ Visit Visa ရမယ်။ Business Visa ရှိမယ်။ Tourist Visa ရှိမယ်။ တီချောင်းလေးနှာထောင်တော့ visa ရအများကြီးရှိတယ်နော် tourist visa ရှိမယ်အဲ့ဒါပြီးလို့ရှင်ဒီဟာရီရဲ့ကောင်းစဉ်တစ်ခုချင်းရဲ့အောက်မှာသူတို့ရဲ့ requirements သူတို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကတစ်ခုချင်းစီပြင်ဆင်ထားမှာဖြစ်ပါတယ်၃မျိုးရှိသွားရင်နော်နောက်တစ်မျိုးက opportunity ခတ်နဲ့လာတဲ့ဟာမျိုး opportunity ခတ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာ engineer ဘွဲ့နော် doctor ဘွဲ့ရထားပြီးတော့ကျွန်တော်တို့အန်ဒါကိုဘာပြောရမှာလဲဆိုတော့ learning ပြီးတဲ့ auspillung ပြီးသွားတဲ့လူသူနာပြုသင်တန်းကြောင်းပြီးသွားတဲ့လူသူနာပြုသင်တန်းလက်မှတ်ရထားတဲ့လူပွဲ့ရထားတဲ့လူဒီလူတွေအကုန်လုံးကသူတို့ opportunity cut နဲ့ကြောင်းလျှောက်လို့အမောင်း visa လျှောက်လို့ရပါတယ် opportunity cut ဆိုတာအလုပ်သမားခေါ်စာမလို့ပဲနဲ့ကိုကိုတိုင်းကိုရဲ့ experience ကိုရဲ့အသက်ရဲ့ကိုရဲ့တက်ကြွမှုကိုပြသပြီးတော့ဘာသာစကားလိုအပ်မယ်နော်ဘာသာစကားဟာ German ဘာသာစကား A2 A1 or A2 or B2 English B2 ရှိရပါမယ်အဲ့ဒီတော့ဒီလူတွေက calling letter မလို့ပဲနဲ့ဂျာမနီနိုင်ငံရဲ့ calling letter မလို့ပဲနဲ့ကျွန်တော်တို့ဘာလို့ရမှာလဲဒီနိုင်ငံကိုကျွန်တော်တို့ရဲ့ HPN ကို ပြသပြီးတော့ apply လုပ်တဲ့ offer တခုဖြစ်ပါတယ်အဲ့ဒီဟာတွေကကျွန်တော်တို့ဘာသာစကားလိုအပ်မယ်အရေးချင်းလိုအပ်မယ်ပြီးလို့ရှိရင်အသက်လေးကတ်သက်ထားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ blog account ပတ်စံ1000 3000လိုအပ်မယ် မြန်မာငွေနဲ့ဆိုရင်3600ကနေ900 900ကနေ600လောက်အပ်မယ်เนาะဒါက opportunity cut တစ်မျိုးနောက်တစ်မျိုးက blue cut blue cut ဆိုတာကကျွန်တော်တို့အဲ international skill worker တမားတွေဖြစ်ပါတယ် international မှာလုံးလုံးနေတဲ့လူအင်္ဂလိပ်က international skill worker လို့ပြောရခါမှာအင်္ဂလိပ်စကားစကားပြောတတ်တာတွေထိမပြောတော့ဘူးဘာလို့ဆိုတော့ international ဖြစ်တဲ့အတွက်အဲ့ဒီလူတွေကသူတို့ရဲ့ IT ပိုင်းဆိုင်ရာ engineer computer စတဲ့ site society အပိုင်းတွေကိုကျွန်တော်တို့ကရှောက်လို့ Google Run ရှောက်လို့ရတဲ့ link တွေတရားတရားဝင်ဂျာမန်အစိုးရကလည်းချပေးထားတာရှိပါတယ်။အဲ့ဒီမှာကိုကချပြီးတော့ဒီလူတွေကကိုကိုလစာ4000 3000အထက်တစ်နှစ်ကိုတစ်နှစ်ကို4000 3000အထက်ပေးနိုင်တဲ့ကုမ္ပဏီကိုရှာတွေ့လို့ကိုကအလုပ်ရခဲ့တယ်ဆိုလို့ရှိရင် ဒီလိုတွေက blue ခန့်လျှောက်ခွင့်ရှိပါတယ် EU blue ခန့်လျှောက်ခွင့်ရှိပါတယ်အဲ့ဒီ EU blue ခန့်ရဲ့အာသာချက်ကမြန်မာနိုင်ငံမှာရှိတဲ့ကိုယ့်ရဲ့မိသားစုတွေကိုပါတာစကားမပါဘဲနဲ့ဘာမှမလုပ်ဘဲနဲ့ဒီတခါရဲမိသားစုကို after 6လမှာခေါ်ခွင့်ရှိတဲ့အခွင့်အရေးဖြစ်ပါတယ်เนาะအဲ့ဒီတော့အဲ့ဒီလူက ဂျာမန်ဘာသာစကားလို့လားဆိုမလို့ပါဘူး။သူက international လို့လို့လာဖြစ်တဲ့အတွက်တခါရေးလက်ခံမှာဖြစ်ပါတယ်။ဒါပေမဲ့လွယ်လားဆိုမလွယ်ပါဘူး။တော့ဒါပေမဲ့သူကဒီနိုင်ငံမှာလာနေပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကနော်အမြန်မာနိုင်ငံသားခံယူချင်ပါပြီးဆိုလို့ရှင်တော့ဘာပြောပြောကျွန်တော်တို့ဘာသာစကား test လို့ပါတယ်။ဘာသာစကားက B2 ကနေ BC1 တိလောက်တာဖြစ်ပါတယ်။နော်ဒါကဘလူးခတ်ဖြစ်သွားပြီ။နောက်တစ်မျိုးကကျမပြောပြောနေကြဖြစ်တဲ့အတမ်မဝမ်းကြောင့်အော့စပီလ်ဒုံနော်အော့စပီလ်ဒုံဆိုတာက ကျွန်တော်တို့အသက်မွေးဝမ်းကြောင်းဖြစ်တယ်။ကြောင်းသက်ရင်းနဲ့စာတင်တယ်။စာတွေ့လက်တွေ့သုံးနဲ့အလုတ်လုတ်ပြီးတော့ကျွန်တော်တို့လက်မှတ်အလုတ်လက်မှတ်ရတဲ့ဟာကိုအောက်စပင်လုံလို့ခေါ်တယ်။အဲ့တော့ကျွန်တော်တို့စာတွေ့လက်တွေ့လုတ်လုတ်တဲ့ခါမှာကုမ္ပဏီကနေကျွန်တော်တို့ကိုလစာပေးมาဖြစ်ပါတယ်။ကျွန်တော်တို့ကိုရထိရထိုက်တော့လစာ အမှန်ဆိုလစာ fully မဟုတ်ဘူး။ကိုရီလာရမယ့်လစာရဲ့တဝက်ကိုပေးมาဖြစ်ပါတယ်။အဲ့ဒီတဝက်ကိုကျွန်တော်တို့ကစားဖို့တောက်ဖို့လုံလောက်ပါတယ်။နော်။ စားဖို့တောက်ဖို့လောင်လောက်ပါတယ်။ဒါပေမဲ့ဒီ hospital လုံးအသက်မွေးဝမ်းကြောင်းရှောက်ရဖို့အတွက်ဘာတွေလိုအပ်မလဲဆိုလို့ရှိရင်အ ਨੇ ဆုံးဆယ်ရန်အောင်ထားပြီးတော့ဒီကြလေးနားထောင်ပါနော်ဆယ်ရန်အောင်ထားပြီးတော့အခြားသော certificate diploma certificate ဒါမှမဟုတ် university first year second year ဒါမှမဟုတ်ကျွန်တော်တို့ကအောက်ဒူနာပြု6လတင်တန်းသက်ထားတာမျိုးဒါမှမဟုတ်က electrical power point နဲ့ပွဲရထားမှာအမျိုးမျိုးတော့ဂျန်တဲ့ certificate တွေနဲ့ sign ပြီးတော့အပေါင်း100အောင်တဲ့အပေါင်းเนาะဒါမှမဟုတ်ကျွန်တော်တို့ဘာမှတော့မလုပ်ထားဘူးအပြင်မှာလုံးလုံးခွင့်ရဖူးပါတယ်ကျွန်တော်တို့ diploma မြန်မာနိုင်ငံမှာ e major ပြီးထားတာဘာ major ပေါ့ပွဲရထားတယ်လို့ပေါ့ဒီလူတွေကိုအောက်စပီလုံးလျှောက်ခွင့်ရှိပါတယ် ်အော်စပီလုံရှောက်တဲ့ခါမှာအော်စပီလုံအများပိုင်းမြန်မာနိုင်ငံကနေခေါ်ကြတာပါလဲဆိုလို့ရှိရင် logistic ရှိမယ်ပြီးရှိ electrical power အဲ့ဒါပြီးလို့ရှိရင် mechanic နော်ကားပြင်တဲ့ကား workshop ဆရာတွေပြီးလို့ရှိရင် tuner ပြုတ်ကအတိက main boy ခေါ်ကြဖြစ်ပါတယ်အဲ့တော့ tuner ပြုတ်ရီဘာပြုတ်ပဲဖြစ်ဖြစ်ဒီလိုမျိုးလုံးနေတဲ့ဒီဟာရီအကုံလုံးရဲ့ဒီအချက်လက်တွေအကုံလုံးဟာကျွန်တော်ဂျာမန်လိုစာတင်มาဖြစ်ပါတယ် အဲ့တော့ဂျာမနီနိုင်ငံကိုရောက်လာတဲ့ခါမှာဂျာမန်လိုစာသင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်စပီလုံရှောက်ဖို့အတွက် B1 subject နဲ့ရှောက်ပြီးတော့မလာခင်မှာ B1 စင်မောစာရှောက်တဲ့ခါမှာ၃လကနဲ့နလကြာတယ်နော်အဲ့ဒီဂျာမာ B2 subject ကိုရအောင်ယူလာရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့မြန်မာနိုင်ငံကနေကျမစီကိုလာပြောကြတယ်အမရေကျွန်တော်ကလေအလုတ်အရန်လုံနိုင်တယ်ဘယ်လိုမျိုးအလုတ်ပဲလုံရခလေထိန်ပဲလုံရ တက်ရှင်ရဲ့ပဲလောက်ရအိမ်အကူပဲလောက်ရလောက်ရလောက်ချင်ပါတယ်ဒါပေမဲ့ကျွန်တော်ဆယ်တန်းတော့မအောင်ထားပါဘူးဘာလက်မှတ်မှမရှိပါဘူးဆိုတဲ့လူတွေအတွက်ကျွန်မရမ်းစိတ်မကောင်းပါဘူးဗောနော်ကျွန်မတို့ကတွားတဲ့ဒီ auspil ဆိုတာအကြောင်းအကြောင်းတစ်ခုတက်တာဖြစ်တဲ့အတွက်ပညာရေး background logo လိုအပ်ပါတယ်ဘာကြောင့်မလို့လိုအပ်တာလဲဆိုရှင်ဒီမှာစာတင်တဲ့အခါမှာဒါမှန်လူမျိုးနဲ့စာတင်ရမှာဖြစ်တဲ့ဇမ္မပွဲခဏခဏခဏကြာတာ၅ချိန်အထက်ကြာလို့ရှင် ဒီကုမ္ပဏီကခမရကိုမကြိုက်တော့မကြိုက်တော့ခမရမြန်မာပြည်ကိုပြန်ရတာเนาะခမရမြန်မာပြည်ပြန်အောင်ပြန်ချင်လားမပြန်ချင်လူတွေကကျမတို့ကเนาะကျမနဲ့တင်တို့ဟာเนาะဂျာမနီနိုင်ငံကိုလာရဖို့အတွက်ဂျာမန်စာသတိတော်အချိန်ပေးပြီးလေ့လာခဲလာပြီးပြီเนาะလေ့လာခဲလာပြီးပြီတွားချင်လို့လို့ကုန်ကြစိတ်တွေတင်းတရားဆိုတာလဲမရှိရဲ့မိသားစုမှာဆိုအများကြီးပဲကျမတို့ရဲ့မိသားစုဟိုနေမှာရှိရလို့ဆိုတင်းတရားမလို့တင်းတစ်ဆယ်တော်မလို့ဆယ်လက်ထက်မှမရှိဘူး အဲ့ဒီလိုမျိုးတကယ်လို့ကျမကိုချင်းစားကျမတို့ကကျမကဆင်းရဲတဲ့မိသားစုကလာတာဖြစ်ဖြစ်အတွက်ဆင်းရဲတဲ့ဖက်ပေါ်အများကြီးတွားတယ်ပေါ့နော်ရက်တီတယ်ပေါ့နော်ချမ်းသာတဲ့လူတွေကငွေရေးကြေးနဲ့ပတ်သက်ရင်သူတို့ကဘာမှမဟုတ်ဘူးလောက်ပဲရှိတယ်တင်းတရားဟုတ်တယ်မဒါပေမဲ့မရှိတဲ့လူတွေကဆေးတင်းကလည်းတင်းတရားနဲ့အတူတူပဲမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့ကျမအနေနဲ့လူကြီးမင်းတွေကိုဒီမှာကြည်နေတဲ့လူကြီးမင်းတွေကိုအကြံဉာဏ်ပေးရပါအကြံဉာဏ်ပေးပါဦးအမရေကျွန်တော်တို့ဘယ်လိုလုပ်ရမှာလဲဆိုလာလို့ရှင်ချုပ်ခဲလို့ရှင် နော်ကျမတို့10တန်းအောင်ထားတယ်နော်10တန်းအောင်ပြီးသွားပြီအသက်က30ဖြစ်နေပြီတခြားနေရာမှာဒါပေမဲ့အဲကျမရဲ့ဗီဒီယိုတွေကိုတွေ့လို့လက်နိုးလာလို့ကျွန်တော်တတိယနိုင်ငံကိုသွားချင်တယ်ဆိုလို့ရှိရင်30ရှိနေသေးမိသေးတယ်နော်မိသေးတယ်ဘာလို့မလဲဆိုလို့ရှိရင်ဂျာမနီနိုင်ငံကိုလာရဖို့အတွက်ကျွန်တော်စိတ်ဝင်စားတဲ့အလုပ် option 3လေးမျိုးကိုတေချာရွေးချထားပါရွေးထားပါ နော်3လေးမျိုးရွေးထားပါပထမဒုနာပြုစဉ်းစားကြည့်လိုက်ငါကြိုက်လားမကြိုက်ဘူး မကြိုက်ရင်မလာနဲ့တသက်လုံးအလုံးလုံးအောင်မှာဖြစ်တယ်ဒီအလုပ်လေးနဲ့နော်တသက်လုံးလုံးအောင်မှာဆိုတော့အဲကျွန်တော်တို့ကအောက်စပီလိုပြီးတော့အဲ့ဒီအလုပ်ပဲတက်လုံးအောင်မှာအဲ့လိုမျိုးသဘောပြောတာမဟုတ်ဘူးဒါပေမဲ့ဒီနိုင်ငံမှာနော်ဂျာမနီလည်းမဟုတ်ပါဘူးအာရှနိုင်ငံပဲဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်နော်အလုပ်လုပ်ရင်းနဲ့ one shot one ဖြစ်ရတဲ့လူတွေကြီးပဲအဲ့တော့ဒီနိုင်ငံမှာလည်းအဲ့ဒီတိုင်းပဲကိုကအောက်စပီလိုဝါဒနာမပါဘူး နိုင်ငံရေးနိုင်ငံဂျာမနီနိုင်ငံကိုလာရဖို့အရေးကြောင်မလို့အောက်စတြေးလျတုံးဒူနာပြုလုံးလိုက်မယ်နော်အဲ့ဒီအလုပ်ကိုတစ်သက်လုံးလုပ်ရမယ်လို့မဆိုလိုပဲမဲ့လူကြီးမင်းကဒီနိုင်ငံမှာစားရဖို့တောက်ရဖို့ရက်တည်ရဖို့ပတ်စံလိုလာပြီအဲ့ခါမှာဒီအလုပ်ကိုလုပ်ဖို့လုပ်နေရမယ်တခြားနေရာကိုသွားဖို့အတွက်ကျွန်တော်တို့ကဘာပြောငွေကြီးရေးစုရမယ်ဒီလိုမျိုးပေါ့နော်ဒါကြောင့်မလို့တကယ်လို့ကိုကနော်အဲ့ဒီအလုပ်ကဝါသနာမပါဘူးဆိုလို့ရှိရင်အမြဲတမ်း second to third plan to ထားပါလို့ကျွန်မကကြံပြန်ပေးချင်ပါတယ် ်ဘာသမကျောင်းစပီလုံကိုစဉ်းစားကြည့်လိုက်အတုနာပြုတ်ကိုအစင်မပြေဘူးမကြိုက်ဘူးဆိုရင်နောက်ထပ်တစ်ခုဘာခေါ်ရရှိလဲနော်ဈေးရောင်းစည်းဝယ်တဲ့စူပါမားကတ်တွေမှာကျွန်တော်လုတ်ချင်သလားဒါမှမဟုတ်ရုံးပိုင်းမှာဈေးစောင်းဘာလဲမားကတ်တင်းပိုင်းမှာလောလုတ်ချင်တာဈေးရောင်းစည်းဝယ်လို့ပြောလိုက်ရင်လေလူတွေကလေစူပါမတ်မှာမတ်တက်ရတာပဲမမြင်နဲ့သူ့မှာ position အများကြီးရှိတယ်ဆိုတာလည်းမမေ့ပါနဲ့အဲ့ဒီလိုပဲမက်ကနစ်အပိုင်းမှာလည်းအဲ့ဒီတိုင်းပဲရုံးပိုင်းရှိရလက်တွဲလို့လုပ်တဲ့ကျွန်တော်က စိတ်ဝင်စားတယ်ဆိုလို့ရှင်လေးလာတင်ယူကြဖို့လဲမမေ့ပါနဲ့အဲ့တော့အကြံဉာဏ်ပေးရမယ်ဆိုလို့ရှင်အသက်30အောက်ရှိတဲ့လူတွေကကျွန်တော်10တန်းအောင်ထားပေမဲ့ဘာချက်ဘာ university မှာမတက်ထားဘာ experience မှာမရှိဘူးဆိုလို့ရှင်ကိုတက်ချင်တဲ့ hospital တုံးရဲ့အတွေ့အကြုံကို6လကနေတနည်းယူခဲ့ပါအဲ့လိုမျိုးယူခဲ့တယ်ဆိုလို့ရှင်ရှင်တို့မှာဒီနေကိုရောက်လာရင်လည်းအခက်အခဲမရှိဘူး။နောက်တစ်ခုဂျာမန်ဘာသာစကားကိုလိုတာချက်တင်လာခဲ့ပါ။ဂျာမန်ဘာသာကိုလိုတာချက်တင်လာခဲ့နော်။ နေနေလေးပဲတင်လာပြီးတော့ရတဲ့လောက်နဲ့လာမယ်ဆိုရဲအတွင်းမျိုးနဲ့လုံးဝလုံးဝလုံးဝမလာပါနဲ့เนาะဒီမှာအယံနဲ့မှာဒုက္ခရောက်ပါတယ် German Brothers ကမသိတဲ့ခါမှာ first Brothers ကရဲ့ language ဒီကျွန်တော်တို့တက်လာတဲ့အနေငယ်ဘာသာစကားဟာစာရီတင်ကြားဖို့အတွက်မလုံလောက်နေခဲ့ဘူးဆိုလို့ရှိရင်လူငယ်လေးတွေမှာလူချင်းတွေမှာ situation ရလာမယ်ဘသူတည်းတခုကမိသားစုအနေဝေးပြီးတော့လဲအောင်လာတာဖြစ်တယ်မြမအစားစားလဲစိတ်ကြိုက်ကြလို့စားလို့မရသေးဘူးပထမ6လ9လမတိသေးဘူးဆိုတော့အဲ့ဒီဟာလဲတစ်ခေါက် one day ballot ဖြစ်လာမယ်အောက်ကွာဒီနိုင်ငံမှာအရင် name plate ဖြစ်တယ်ဟိုမှာကြည့်လိုက်မောင်မဲနေရတယ်ဘာမှမမြင်အောင်ဆိုတော့လူတိုင်းစိတ်သက်ကြယောဂါတွေဖြစ်လာကြလိမ့်မယ်နော်အဲ့ဒီတော့ကျွန်တော်တို့ကဘာသာစကားဟာဘယ်လောက်ထိအရေးကြီးလဲဆိုလို့ရှင်ကျမပြောပြမယ်60%အရေးကြီးပါတယ် ဂျာမနီနိုင်ငံကိုလာဖို့အတွက်60%ဂျမန်ဘာသာစကားလိုအပ်ပါတယ်90%တော့မဟုတ်တော့เนาะ60%အရေးကြီးပါတယ် another part ကလူရဲ့အသက်အသက်အရွယ်နဲ့ဆိုင်သွားမယ် second part ကကိုယ့်ရဲ့ပညာရေး background ကိုဝတ်မယ် third part ကကိုယ့်ရဲ့စာတော်ချင်းနဲ့လည်းဆိုင်လာမယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့သွားချင်တဲ့စိတ်ဒီမှာကြည့်60% is you need the ဘာသာစကားဖြစ်ပါတယ် တော့ဘာသာစကားမရှိလို့ရှင်တော့ကျွန်တော်တို့ကဒုက္ခတွေအများကြီးရောက်ပြီးတော့ငွေကုန်မဲ့အချိန်ကုန်မဲ့ဘာမှအကျိုးမရှိပါဘူး။ဒါကြောင့်မလို့ဂျာမနီနိုင်ငံကိုစဉ်းစားရတယ်ဆိုလို့ရှင်မလောပါနဲ့အချိန်ယူပြီးတော့ဘာသာစကားကိုကျွမ်းကျင်တဲ့အထိလာပြီးမှလေ့လာပါ။အမကလေ online class ဘေး online class agent ဘေး agent မှာတမမညုံဘေးဒီຢာတွေကအရန်နဲ့မှ ပြောပြလို့ရှောက်ပြောလို့ကောင်းတဲ့အရာတွေမဟုတ်ဘူး။ဒါဆိုလူချင်းမင်းရဲ့ငွေရေးကြေးရေးနဲ့ဆိုင်တယ်နော်။အဲ့တော့အဲ့ဒီငွေရေးကြေးရေးနဲ့ဆိုင်တဲ့ကိစ္စကျမကမညွန်ပေးဘူး။ကျမတာဝန်ခံလို့မရအောင်တာဝန်ယူလို့မရတဲ့ကိစ္စဖြစ်တယ်။ဒါကြောင့်မလို့ online class ပေး online class ဖြစ်ဖြစ်ကိုဟာကိုလေ့လာစုံစမ်းပြီးမှတက်ပါနော်။ဒီ online class ရေးချုပ်အမကကျမပြောမယ် German Brothers ကသင်ကြားရခြင်းနဲ့ solution ပဲသင်တန်းမှမတက်ခင်မှာ self study များများလုပ်ပါကျမပြောတယ်ခဏခဏပြောတယ် listening များများလို့ speaking speaking ကို practice များများလို့ရေးကျင်တာတွေဖတ်ကျင်တာတွေနောက်မှချအတိတ်ကနားထောင်တဲ့ဟာများများနားလေရေဝလာရင်အတန်ထွက်မှလာလိမ့်မယ်။အဲ့လိုမျိုးကိုကဂျာမန်ဘာသာစကားနဲ့ရင်းနှီးတယ်။ငါလုံနိုင်ရဲ့လား။ငါနဲ့ဒီစာနဲ့ကိုက်ရဲ့လားဆိုတဲ့အခါကျမှပဲသွားပြောဂျာမန် online class တွေသင်ကြပါနော်။အခုခေတ်ကဂျာမန်ကျမတို့ရဲ့အသက်အရွယ်ရောက်ရောက်လာတဲ့အခါမှာ word ဒီကစလုံးစလုံးတွေကို tish တက်ကဲ ဟုတ်လား one ဆိုပြီးတော့ဒီလိုမျိုးစကလုံးတွေကိုကျွန်တော်တို့အလွတ်ကျက်နေတဲ့အရွယ်မဟုတ်တော့ဘူးကျမတို့အရွယ်ကအသက်30ကျော်ဝိုင်း။အုံနောက်မှာ memory က full ဖြစ်နေပြီ။ဆိုတော့ကျွန်တော်တို့ဂျာမန်စကားပါလာစကားတခုလေးလာတဲ့အခါမှာ person person nation ဟုတ်လား pronunciation တွေနဲ့အတူတူစကလုံးတွေနဲ့အတူတူကျွန်တော်တို့ပြောကျင့်တဲ့အခါမှာအဲ့ဒီစကလုံးတွေမှာ verb ပါမယ် verb noun တွေပါမယ် grammar တွေလည်းပါပြီးသားဖြစ်တယ်။ဆိုတော့ဒီလိုမျိုးများများကျင့်ကျင့်ပါလို့ပြောချင်ပါတယ်။ online class မညွန်ပေးတာကိုစိတ်ထဲမှာမရှိပါနဲ့။ online class ဆိုလူချင်းမင်းပတ်စံကုန်တဲ့ကိစ္စဖြစ်တယ်။ online class ကောင်းလားမကောင်းလားကျွန်မမသိတာဖြစ်တဲ့အတွက်မညွန်ပေးတာဖြစ်တယ်။ကောင်းတဲ့သင်တန်းသားအချင်းချင်းညွန်ကြပါရှာကြပါလို့ကျွန်မပြောချင်ပါတယ်နော်။စနစ်တန်းအောင်ပြီးတာနဲ့တခါရပြေးမလာနဲ့။ပြေးမလာနဲ့။တခြားဟာတွေကိုကဒူနာပြုတ်အတွက်စဉ်းစားရင်ဒူနာပြုတ် acid သင်တန်းလေးတွေပါညာကိုကတက်ပါပြင်းစင်လာခဲ့ပါဒီအရာတွေအားလုံးငွေရေးကြီးငွေရေးကြီးရနောက်ဆုံးပါပေါ့နော်အာဗာလဲပညာရေး ို့မှာလိုအပ်တဲ့ဒီတင်တန်းလေးတွေပါဒါစကားလေးတွေပြင်ဆင်လာခဲ့ပါဆိုတော့က လူကြီးမင်းတွေအတွက်ဖြစ်ပါတယ်လူကြီးမင်းတွေအတွက်ဖြစ်ပါတယ်နော်လူကြီးမင်းတွေဒီကိုရောက်လို့ရှင်ဒုက္ခရောက်မှာဆိုတဲ့အတွက်ပြောတာပါအဲ့တော့ပြင်ဆင်လာခဲ့ပါမလို့ပါနဲ့ဒီကိုရောက်သွားရင်တသက်လုံးစိတ်ဝင်ဖို့နဲ့စာတင်ရမယ်လောလောရမယ်စာတင်အိမ်နဲ့အိမ်ဦးနဲ့ကျန်းပြပြေးနေရတယ်လို့အလုပ်တွေကလောရမှာဖြစ်ပါတယ်ဘယ်သူပဲဖြစ်ဘယ်လိုပုံစံပဲလာလာဂျာမနီနိုင်ငံကိုလာချင်နေဆိုလို့ရှင်အ ਨੇ ဆုံးဂျာမန်ဘာသာစကား A2 ထိကျောင်းလာတတ်တဲ့လူကလွဲပြီးတော့အင်္ဂလိပ်ကျောင်းနဲ့လာတတ်တဲ့ဆိုရင်လည်း A2 ထိ ဘယ်သူပဲဖြစ်ဖြစ် A2 တီလာပြီးလေ့လာခဲ့ကြပါ။ opportunity ခက်နဲ့လာခြင်းနဲ့လို့လေ A2 plus English စကားကိုကျွမ်းကျင်အောင်သင်ကြားခဲ့ကြပါလို့ဒီနေရာမှာပြောချင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာအသက်လဲကြီးသွားပြီးလက်လန်းမမီတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကြံခဲ့တဲ့ကျွန်တော်တို့လူတိုင်းမှာဆွေမျိုးအတိုင်းဝန်းရှိရဟုတ်။ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့တူတူမတွေဘသူဘဝဘသူဘယ်ဖြစ်ဖြစ်ကျွန်တော်တို့ဘာသာစကားမှာလေ့လာသင်ကြားကြဖို့အတွက်အရေးကြီးပါတယ်။ ရန်ချစ်တယ်နော်အားလုံးချစ်စစ်တယ်မှာ complex you လို့ပြောချင်ပါတယ်ဒါဆိုရင်ကျွန်မ like လေးကိုဆုံးသက်ခွင့်ပြုပါချစ်တယ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဖျားခင်ကောင်းချီးပေးပါစေဗီဒီယိုဆင်းနေပြပါစေရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့